မင်းတင်တာငါသိရတော့ရအဲ့မဟုတ်ဟုတ်ဘူးဘာတင်တာမဟုတ်ပြီးတာကဒီပထမဆုံးစပြီးတော့ဒီကျွန်တော်ပြည်သက်လက်ခံတာဒီစစ်သွေးသစ္စာဆိုတဲ့ကားအဲ့ဇက်ကားပါပဲဟုတ်ပြီးတော့မှဒီပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ်လို့ဒီလင်းရဆက်ကားတော့ဒါကျွန်တော်ရဲ့မဆက်ပြီးရှေ့လို့မျိုးပြောလို့ရတဲ့ဇက်ကားကြီးရှိပါတယ်ဟုတ်ရမလို့ဟုတ်တယ်ဘွာသီးသူမင်းစကားပြောရှင်းရှင်းပြောပါမင်းကစောင်းအောင်နားမထောင်လို့ပါ။အဲမတ်မြန်နေတာပါ။အခုရွယ်ပြိသက်တွေဆိုရင်ပို့ပြီးတော့မတ်မတ်မိကြတယ်လေ။ဟုတ်။ လူငယ်တွေကတော့ဇာမှတ်မိကြမှာမမှီပါဘူးเนาะအခုရွယ်အခုကိုနဲ့ဟိုရွယ်လူလောက်ရှိတဲ့ပြည်သက်တွေဆိုတော်တော်မှတ်မိပါတယ်ဟုတ်အဲကျွန်တော်အခုအခုအရွယ်ပေါ့နော်ဒီပထမဆုံးစပြီးတော့ဒီကျွန်တော်ပြိသက်လက်ခံတာဒီစစ်သွေးသစ္စာဆိုတဲ့ကအဲ့ဇက်ကားပါပဲဟုတ်ပြီးတော့မှဒီပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ်တို့ ဒီလင်းကားဆက်ကတော့ဒါကျွန်တော်ရဲ့မဆက်ပြီးရှိတယ်လို့မပြောလို့ရတဲ့ဇက်ကားတွေရှိပါတယ်ဟုတ်ဟုတ်မင်းတို့ဘောမဟုတ်တော့မင်းတို့ကလားသိရတော့ဟဲ့အဲ့မမဟုတ်ဘူးဘာထင်တာမဟုတ်ပြီးတာကဘယ်ကူမှာတည်းတွေ့ပြီးလို့ရှိရင်အဲ့ကျင်ကဟိုရအောင်ပြောပါအရင်မှတ်ရတယ်အဲအဲမှတ်ရနေတာပါအခုရွယ်တယ်ပြိတ္တတွေဆိုရင်ပို့ပြီးတော့မှတ်မှတ်မိကြတယ်လေဟုတ်လူငယ်တွေကတော့ဇာမှတ်မိကြမှာမှတ်မိပါဘောနော်အခုရွယ်အခုကိုယ်နဲ့ ဟိုရွေဒီလောက်ရှိတဲ့ပြည်သက်တွေဆိုတော်တော်မှတ်မိပါတယ်ဟုတ်။ဘာကိစ္စလဲငါ။မင်းငါပြောပြီးပြီကွာ။မင်းငါနောက်ဆုံးခံပါတော့။အဲအတဲ့ရွေကပြောင်းလဲလိုက်တာတဲ့ဆိုရင်ကျွန်တော် character မှာ mood ပြောင်းလဲတာပဲများပါတယ်။ဒါပေမဲ့ကိုယ့်ရဲ့ပင်ကိုပင်ကိုလေးတော့နည်းနည်းပါတယ်။ဒါတော့ဖျောက်လို့မရဘူးဗောနော်။အဲ့လီတော့ရှိပါတယ်ဟုတ်။ပရိသတ်တွေရောဖဲကရိုက်တာကိုပေါ်ကြတာအခုအခုဆိုရင်အခု character ဆိုရင်နည်းနည်းကျန်းတဲ့ကျန်းတဲ့ပုံစံပေါ့နော်ကျန်းတဲ့ character တွေပြီးတော့ ဒီရက်ဆက်တဲ့လူတယောက်ဒီလူလူလူမိုက်ပေါ့နော်အဲ့လိုနည်းနည်းချင်းချင်းနည်းနည်း character တွေ heavy ဖြစ်တဲ့ဒီ drama ဆိုလည်း heavy ဖြစ်တဲ့ drama drama ကားတွေပုံပြီးတော့ပြည်သက်လက်ခံတာများတယ်ဟောအရှိပါတယ်ဒီအွယ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီအွယ်မှာဟိုကိုလုံနိုင်တဲ့ဟိုဘယ်လို formula character တွေအများကြီးရှိတယ်လို့ကိုလိုလောက်လောက်ခွင့်ပေးမယ်ဟိုအခွင့်အရေးလည်းရဖို့လိုတယ်လေအဲ့အတွက်ဟိုရိုက်ဖြစ်ရင်တော့ လှုပ်ရှင်တဲ့ character တွေအများကြီးတန်နေတယ်ဒီအွယ်နဲ့ပတ်သက်ပြီးတော့နော်ဒီအွယ်နဲ့ပေါ့ငငယ်တော့လိုမျိုးကလေးဆန်တဲ့ဟို character တော့ဘယ်ရတော့မလဲဒါကိုယ့်ရဲ့လူကြီးဆန်တဲ့ character ဟောမှာမဟုတ်ဒီလိုဒါနိုင်နေမှလည်းရှိပါတယ်ဒီအွယ်အွယ်တွေနဲ့လှုပ်ရမယ့် character တွေအများကြီးပဲတကယ် happy ဟိုရွေးရွေးစရာ character အများကြီးရှိတယ်ပေါ့နော်အဲ့လိုမျိုးဟိုပြင်ဒီမှာတော့အခွင့်အရေးရရင်တော့ကိုယ်လည်းရိုက်ရိုက်ရဲ့ဘူတွေစိတ်ကူးရှိပါတယ်ဟုတ်အဲ့ဒီတခုဆိုဒီ character မျိုးဖြစ်တယ်ရရင်အဲ့ဒီတခုဆိုရင်ဒီ variable ရဲ့ ဒီဘယ်လိုခေါ်မလဲကျန်းတန်းတဲ့ဘဝတစ်ခုငငယ်တဲ့ဖြတ်တန်းလာတဲ့ပုံစံမျိုးပေါ့နော်ပြီးတော့မှဒီဒီသူရက်ဆက်ရက်ဆက်တဲ့ဘိုးခေါ်မလဲစိုးတယ်ဒါပေမဲ့အဲ့လိုမျိုးသူသူသူ့ရဲ့ဖြတ်တန်းမှုတစ်ခုကြောင့်ဘဝတစ်ခုကြောင့်အဲ့လိုဖြစ်လာတဲ့ character မျိုးပေါ့အဲအဲ့လိုမျိုးအဲ့လိုမျိုးလှုပ်ရှင်တာလှုပ်ပြခြင်းတာပေါ့အဲ့ဒါလည်းရှိခဲ့ပါတယ်ရှိခဲ့ပါတယ်ဆိုတော့တချို့တွေကမလုပ်ဖြစ်တာမလုပ်လိုက်ရတာအမကကလုပ်ချင်တယ်ဒါပေမဲ့မလုပ်ဖြစ်ခဲ့တဲ့ဥစ္စာတွေရှိပါတယ်ဒါပေမဲ့အရွယ်ရောက်လာတဲ့ခါကျတော့ အဲ့ဒီကလေးတွေပြန်ပြီးတော့မမောနေလို့မရအောင်လေဒါတခြားလူငယ်တွေကိုကိုဟိုငါဒီတက် လေးတော့ငါငယ်တော့ရိုက်ဖို့စဉ်းစားတာရှိတယ်မင်းတို့ယူလိုက်ရိုက်လိုက်အဲ့ဒီလူမျိုးတော့ပြောဘူးပေးဘူးပေးလိုက်တာပေါ့နော်ဒီလိုကလေးတွေတော့ရိုက်နိုင်ရင်မင်းတို့ခြေနေပေးလို့ရှိရိုက်ပေါ့ဒါငါငယ်တော့စဉ်းစားထားတဲ့ပုံစံလေးပေါ့အဲ့အဲ့ဒီလူမျိုးတော့ဟိုအကိုပြန်ပေးပြီးပါ ပြန်လုပ်ဖြစ်ပါတယ်ဟောကိုကိုသဘောကျတယ်ကိုကိုကိုနေတဲ့ထိုင်တဲ့အောင်တော့ဟိုအများနဲ့ဟိုပြင်ဆင်နေတာတော့ပြင်နေဒါပေမဲ့တုံတုံအလှပတော့တိတ်ပြီးတော့ဦးစားမပေးတတ်ဘူးပေါ့နော် ရိုးရိုးတာမှရှိတဲ့ပုံမှန်မှုတူပြီးတော့တန်ရှင်းမှုတစ်ခုရှိအောင်တော့ကိုနေပါတယ်ဟုတ်အဲကြိုက်လားဆိုတော့ဒါပြိဿလက်ခံမှုပုံမှန်မှုဒီပြီးကိုနေပြီးနေပြရတာရှိတယ်ကိုနေခြင်းနဲ့ပုံစံနဲ့နေနေတာရှိတယ်ဒါပေမဲ့ဟိုပြိပြိဿဟိုအမြင်မှာဟိုဘယ်လိုခေါ်မလဲဟိုဒီဒီကြိုက်ကြမ်းကြမ်းနဲ့ဘဲတူဝေဆိုဘဲတူဝေဆိုတော့ ်တကြင်းနဲ့နဲ့မြင်တာဗောနော်တကယ်တော့အဲ့လောက်ကြည့်မကြဲမကြက်မအောင်စိတ်ကဒါနမမေတ္တာရေးဆိုကြည့်ရအောင်ပြီးတော့အောင်နေတာများတယ်ဟုတ်ကဲ့လူတွေရဲ့အခြားနေရာတော့မပါလဲเนาะနမမမေတ္တာရေးများတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲဒါတော့ဒါကျွန်တော်နာမည်တလုံးဒီနာမည်ဘောနော်မင်းဆိုတဲ့နာမည်ကိုကျွန်တော်ငငယ်လေးကဒီစာပြူရိုက်တဲ့ဒီနာမည်ကိုရွေးရွေးချယ်ပြီးတော့ပေးပြတာပါပေးပြတဲ့အခါမှာကိုစူးစမ်းမှုတစ်ခုပေါ့နော်စူးစမ်းမှုလည်းပါပါတယ်ဒီနာမည်ကြောင့် လို့ပါဆိုတာကတော့နံပါတ်နှလုံးနှလုံးဆိုတော့ဒီလူတွေရဲ့ခေါ်ရမှတ်ရမှတ်ရလွယ်တာပေါ့နော်အဲအဲ့ဒီတခုလည်းပါပါလိမ့်မယ်အဲကျွန်တော်အခုနံပါတ်ရဲ့ဖြစ်တဲ့ character တွေကနည်းနည်းဟိုဘယ်လိုပြောမလဲလူကြီးဆန်တဲ့ character တွေများပါတယ်လူကြီးဆန်တယ်ပြီးတော့တဘာဝဆန်တဲ့ character မျိုးကျွန်တော်ဥသာပြပြရဲ့ဖြစ်တာများပါတယ်ဟိုဒီတကားတကားမှာကျွန်တော်အနေနဲ့ဟိုအခန်းကြီးတွေအများကြီးပါတာမပါတာတဲ့ကိုကျွန်တော်ဒီပါတဲ့အခန်းမှာဒီဇက်ကောင်တကောင်ရဲ့ ိုအဓိကကြမှုနေရာမျိုးကိုကျွန်တော်ရွေးချယ်ပြီးတော့ရိုက်ပူပါတယ်ဟုတ်။အော်ဒီကားလေးမှာကျွန်တော်တို့ delay နဲ့ပြီးတော့ degree delay ဟိုဖြစ်တော့ကန်လန်းလာတယ်ပြီးတော့ဒီ zero frame နဲ့လည်းကြိုက်တာနဲ့ကျွန်တော်လက်ခံပြတာပါ။ဒီထဲမှာတော့သမီးဟင်းကိုသင်ရအောင်လေ။အာကျွန်တော်ဒီ digital ပေါ့နော်ဒီရှင်းုံပိုင်ရှင်ဒီ project လုပ်ငန်းလုပ်တဲ့ digital အနေနဲ့မြင်ရမှာပါ။အာပြည်သက်ကြီးအားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့အခုချိန်ဒီလည်းကျွန်တော်ဟိုဒီအမှုပြန်လမ်းကြောင်းမှာရှောက်ခွင့်ရတယ်ပြီးတော့ရှောက်ခွင့်လည်းစူးစမ်းနေတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ ီပြည်သက်လက်ခံပေးနေတာကိုကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်လို့ကျေးဇူးပါဟုတ်ကဲ့ပါကျေးဇူးပါ